ီပါကနေဗျူးလိုက်စတိုင်ကိုကြီးရှုနေတဲ့ပိဋကကြီးအားလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့5မေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့ဒါလိုပဲလူတွေတတ္တဝါတွေတက်ရှိတက်မဲ့တွေရဲ့ရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဟာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟဇာတာဖြစ်ဖို့လိုတယ်တဟဇာတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကျင်မယ်ပုံကံမယ်အရွက်တိုက်မယ်ထင်ရဆိုင်မယ်ဆိုတဘာဝကြီးကတော့ဘာမှမဖြစ်ဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးတွေဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ ကံတရားမူပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတရီလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံမှုကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲကလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆက်လက်ပြီးတော့မေညာစီ မင်းရာသီသာဖေဖော်ဝါရီ16နေ့မှ20ကြာမှာမွေးဖွားသူတွေဖြစ်တယ်ဒီရာသီဘွားတွေဟာကန့်တရားရဲ့အလှည့်ပြောင်းကြီးမားစွာရိုက်ခတ်တဲ့အချိန်ကာလာကြပတ်သက်ဆက်နွယ်နေတဲ့အလုပ်တွေစီးပွားတွေလူကိုယ်တစိတ်တွေအုပ်စုတွေရန်နေရာတွေအာကိုရတဲ့အိမ်တွေနေရာတွေတိုင်းပြည်တွေမြို့ရွာတွေလဲပြူတာရဆိုင်တာရောင်းပြောင်းတာ ွက်ခွာတာတဘာဝဘေးတွေနဲ့ညှိတာစီရီးတွေနဲ့ညှိတာ မထင်မရှားပြဿနာတွေကအကြီးကြီးဖြစ်လာတာချစ်တူတူရှောက်တော်လန်းပြဿနာတွေပေါ်လာတာစီလုံးမှုပြက်သွေးကွဲတတ်ရှုမုန်းဒီအမုန်းပွားအောင်လှုပ်ခါတာကျမကြီးစီးပွားရေးလူမှုရေးငွေကြေးအဖေးအမေတိုင်းပြည်နိုင်ငံရေးတဘာဝပြီးကိုဒီရက်တတ်တတ်ပါပါစိတ်ခေါ်မှုတွေနဲ့ဂျုံရမှာ လာမဲ့ဂျွန်လပထမပတ်ရောက်မှလွံ့မြောက်မှာအဲ့တော့ဒီရတ္တဝကအဆိုးဆုံးပဲအဆိုးဆုံးကိုအကောင်းဆုံးပြောင်းမှုရှူတိုင်းရှိုက်တိုင်းတွားတိုင်းလာတိုင်းအရဟံ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 ရတခြားဘာသာကြားရမိမိရဲ့ဖရာတပေါ့နော်အေးအဲ့ဒါလည်းပူကောင်းဆိုရင်တွားတိလာလီယာမှာ ခုံတော်တစ်ခုရွတ်နေ အေရဖရားမှာဒါမဟုတ်ဖရားစီဒီမှာပိုင်းရကြစီပြီးဆွမ်းနေမပြတ်သွားလှူဒီကြရငှက်ကလေးငားလေးစာလေးတွေကျွေလွတ်ကိုတဲ့ဆင်းရဲနှမဒုက္ခရောက်တဲ့အဖိုးအဖွားဦးအခြေကလူတန်းသားတွေပေးကဆွန်ကျဲအိမ်မှာသတိဝရိယနဲ့နေထိုင်အတိတ်ကောင်းနမိတ်ကောင်းတွေပြောဝေးရမယ့်အဝိတ္တရအနှုတ်ဆုတ်ခုံးဆုတ်ကလွဲရင်မိလောက်ပြာကြထားတာလွဲရင် 目前，我们小爷别墅的屋顶也落雨，打打闹闹、拉拉吧吧，经常看看东东飘飘的，一个能的啊，那看你办你书，把过家搬要家里那泥、石灰白、油炸里的白多多、脏脏么么的，上不下的，全包米的，回去修呢？大家也多难吧？ အတိတ်ကောင်းနမိကောင်းစောင့်ပါအကောင်းဆုံးဒီရတော့လန္တရာပြင်ပေးပါလေကားလေးတွေလှူပေးပါငတ်မုတ်ခေါင်းပါနေတဲ့ခြင်းကတိရစ္ဆာန်တွေရှာပြီးကဲပါအဲ့ဒါဆိုရင်စောစောအပေါ်မှာပြောခဲ့တဲ့လောကဓာတ်ပြောင်းမြန်နေဖြစ်ပြီးရွှေတွေငွေတွေအလုတ်တွေယာသူတွေခရီးတွေကျမ်းမာရေးတွေစီးပွားရေးတွေပြောင်းမြန်ကောင်းသွားပါလိမ့်မယ်ငါးခု၆ပတ်လည်းထီထိုးလို့ရပါတယ်ဒီချိန်မှာခုံတော်ကူပါမပြတ်ရွတ်ပါ ပိဋိရွတ်ပါပဋ္ဌာန်းနေရွတ်ပါဒီကြရဒါနဝိဇ္ဇာတွေအခုဒီတောင်းပါမေယာစီဘွားမိသားစုအားလုံးဘေးရန်ကင်း၍ကျန်းမာချမ်းသာကံကောင်းကြပါစေ thank you